မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးစစ်မှုရန်ဥပဒေအစိုးရသက်ရေးနှင့်ရွှေကောက်ပွဲစန့်ကြည်ရေးတောင်းဆိုမယ့်ဒီဇင်ဘာ၁၀ရက်နေ့ပြည်လုံးကျွတ်အသံမထွက်အသံတိတ်သပိတ်တွင်ပါဝင်ကြရန်နှိုးဆော်ရဲဆွေးနွေးသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ထွန်းအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအာဓမ္မစစ်မှုထမ်းဥပဒေအစုံးသက်ရေးနှင့်ရွေးကောက်ပွဲဆန့်ကျင်ရေးတောင်းဆိုမိန်ဒီဇင်ဘာ၁၀ရက်နေ့ပြည်လုံးကျွတ်အတံမထွက်အတံတိတ်တပိတ်တွင်ပါဝင်ကြရန်တပိတ်ကောင်းဆောင်ထောက်တာတေစာဆန်းကနှိုးဆော်လိုက်ပါတယ်ဒီဇင်ဘာလ၁၀ရက်နေ့သည် FPP ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီးတိုင်းနိုင်ငံလုံးပြည်သူများအနေဖြင့် အပြင်းမထွက်အတန်တိတ်တဲ့ဘိတ်ကြီး silent strike စင်ရဲချမြည်ဖြစ်ကြောင်းအဆိုပါလူတို့အတန်တိတ်တဲ့ဘိတ်ကလူတို့သဘောထားဖြင့်တောင်းဆိုချက်ကြီး၃ရက်ကိုခေါ်ထုတ်တောင်းဆိုကြမည်ဖြစ်ပြီးအဆိုပါလူတို့တိုက်ပွဲလှုပ်ရှားမှုတဲ့ဘိတ်တွင်ပြည်သူလူထုအားလုံးအတူတကွပူးပေါင်းပါဝင်စင်ရဲချရဲ့တိုက်တွန်းလို့ဆိုထားပါတယ် အဆိုပါအတန်တိတ်တပိတ်ကလူလူသဘောထားဆန္ဒဖြင့်တောင်းဆိုချက်ကြီး၃ရက်ကိုတောင်းဆိုမည်ဖြစ်ပြီးအာရမဖန်းစီအကျဉ်းချခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်တမရကြီးဦးဝင်းမြင့်နဲ့အတူနိုင်ငံရေးအကျဉ်းသားများအလုံးကိုတွင်ချက်မရှိအ мян ဆုံးလွှတ်ပေးရေးဆေးအုပ်စုကအတင်းအာရမပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာတိုင်းပြည်နိုင်ငံရေးပြည်ထနာအတွက်ထပ်ပေါက်မဖြစ်ယုံတာမကထောင်ချောက်တာလျင်ပြက်ကြောင်ထို့ကြောင့်အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရက်လုံးကပြက်ပြက်သားသားဆန့်ကျင်သပိတ်မှောက်ရမည်ဖြစ်ကြောင် နောက်ဆုံးအချက်အနေဖြင့်စေအုပ်စု၏အာဓမစင်မူတန်းဥပဒေကိုအတင်းပြုကျင့်ပြီးလူထုတရက်လုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေခြင်းလူငယ်လူရွယ်များစွာကိုတည်တွင်းနေသို့ပို့ဆောင်နေသောအဆိုပါအာဓမစင်မူတန်းဥပဒေကိုလုံးဝဖျက်သိမ်းရန်တောင်းဆိုမိဖြစ်ကြောင်းသိရှိရပါသည်။တော်လန်ရေးကအရင်အနည်းအထိကကြီးမာပါသည်။သို့သောမတော်လန်ဘဲခေါင်းငုံလေစင်းခံနေလို့စေအာနာရှင်စနစ်သက်ဆိုးရှိအမြင့်တွေသွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကြောင့်အများကြီးပိုဆိုးရွားပြင်းထန်တာကြောင့် ကျွန်တော်တို့ဒီဒေါ်လာရေးကိုအဆုံးသတ်ပန်းနိုင်သည့်ဆက်လက်ချိတက်သွားကြဖို့ပဲဖြစ်ပါတယ်။ကျုပ်တို့ဒူးထောက်နေလို့သာကြီးကျယ်သူတွေကြီးကျယ်နေကြတာပါ။ gain ကျုပ်တို့အားလုံးရုံထွက်နိုးထကြဆိုဟုဒေါက်တာတေစာဆတ်မှလူမှုကွန်ရက်မှတက်စင်တိုက်တွန်းနှိုးဆော်ထားပါတယ်။အကျန်းဖက်စစ်တနေစစ်လော်ဘီများကမူဒီဇင်ဘာလ10ရက်နေ့အပြင်းမထွက်အတန်းထိတ်တပိတ်တွင်ပါဝင်ပါကပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်းရင်းနေတွင်စိုင်းပိတ်သူများကိုစိုက်ညှိချိတ်ပိတ်၍အရေးယူမည်ဖြစ်ကြောင်း Telegram စာမျက်နှာများမှတက်စင်ချိန်ချောက်ထားပါသည် စိုင်းသမားတွေကစိုင်းပိတ်ရင်ဖမ်းမှာဆိုတော့စိုင်းကတော့ဖွင့်ရမှာပဲပြည်သူတွေအနေနဲ့လာမဝဲကြပါနဲ့အပြင်မထွက်ကြရင်စိုင်းသမားတွေကစိုင်းဖွင့်ထားလဲရောင်းစရာလူရှိမှာမဟုတ်ပါဘူးအဓိကအပြင်ထွက်သူမရှိရင်စိုင်းဖွင့်ထားလဲလာဝဲမဲ့သူမရှိတဲ့အတွက်အတန်တိတ်တပိတ်မှာစိုင်းတွေပါဝင်ပြီးသားဖြစ်မှာပါဟုရန်ကုန်မြို့တိမ်ကြီးစေမအဝက်ထဲမိုးကနေចောင်းသုံးပစ္စည်းများရောင်းဝယ်နေသောစိုင်းပိုင်ရှင်တအုပ်ကပြောပါတယ် ဆက်လက်ပြီးမိုးကုတ်မိုးမိတ်ဒေတာစစ်စစ်ရေးစေဦးစီအဖွဲ့ဖွဲ့ပြီးအနီးကပ်ကြီးကြပ်ကိုကဲနေဖို့ NUG ကောက်ွယ်ရေးထုတ်ပြန် မိုးကုတ်ဝင်လာတဲ့စစ်တပ်ကိုနောက်ရက်ကစပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုင်းနေစေကောင်စီရဲ့အရေးပါတဲ့စခန်းကုန်းသိမ်းပိုက်ထားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စေကောင်စီဝင်ရောက်လာတဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစီအူစီအဖွဲ့ဖွဲ့စည်းထားပြီးအနီးကကြီးချက်ကကစေကောင်စီရဲ့အရေးပါတဲ့စခန်းကုန်းကိုသိမ်းပိုက်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာန MOD ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလကုန်ပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်မျိုးကနေတအောင်တက်မလို့ TNL စုတ်ခွာသွားပြီးတဲ့နောက်ပိုင်း အဲ့ဒီဒေတာတွင်စည်ရေးအခြေအနေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီနေ့နိုဝင်ဘာ6ရက်မှာပြည်သူတွေကိုပထမဆုံးအကြိမ်တတိပေးထုတ်ပြန်လာတာဖြစ်ပါတယ် PDF စီယုံကြော်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစီဦးစီအဖွဲ့ကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ် PDF တပ်တွေပါကဖတ်တွေကိုစုစည်းပြီးတသက်မှတ်သေးသောအမိန်ပေးကိုကဲမှုစနစ် အောက်ကတစဉ်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကိုကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ် မိုးကုတ်မြို့ကိုမရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ30ညနေ6:00ကစပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ30ရက်ကဒီနေ့ဒီဇင်ဘာ6ရက်နေ့အထိတပတ်တာကာလတွင်တိုက်ပွဲကြီးငယ်ပေါင်း9ချိန်ထက်မနည်းဖြစ်ခဲ့ပြီးအရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချပါတယ်။တိုက်ပွဲတွေမှာမန္တလေးမကွေးနဲ့စကိုင်းတိုင်းက PDF တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖတွေလည်းပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။မိုးကုံမြို့ကစစ်ကောင်စီလက်အတွင်းလုံးဝအပမခံဘူးလို့လည်း PDF ရဲဘော်တွေကလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။ ဒီရနယ်လီကမိုးကုံမျိုးနဲ့မိုးမင်းမျိုးကနေစုပ်ခွာမယ်လို့အော်တိုဘာ29ရက်မှာသတင်းထုတ်ပြန်ပြီးနောက်မိုးကုံမျိုးကိုကောက်ွယ်ဖို့ဆိုပြီးမန္တလေးတိုင်းအတွင်က PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေရောက်ရှိလာခဲ့ကြပါတယ်။ TNL ကလကောက်တို့အနေနဲ့မျိုးကိုစစ်တက်လက်ထဲအပ်မှာဖြစ်ပြီးတော်လန်ရေးအဖွဲ့တွေကိုတနက်မဖောက်ဖို့ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမျိုးအပြင်ဘက်ကိုစုပ်ခွာခဲ့ကြပါတယ်။ဒါပေမဲ့နိုဝင်ဘာ30ရက်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးမနေ့ကတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒါပြင် မိုးမင်းမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်လို့အရသာထိခိုက်ဒေဆုံမှုတွေရှိတယ်လို့သတင်းရရှိပါရယ်။ဆက်လက်ပြီးမိထီလာနဲ့မလိုင်ကြားမှာလူငယ်နှုတ်ပေါ်တာဆွဲခံရပြီးသိန်း50ဖြင့်လိုက်ရွေးတာတောင်လက်မခံ။အလားတူကလေးမုံရွာမန္တလေးဘက်မှာလည်းကျူစောတီးတွေကအထူးတောင်းကြံပြီးပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပေးသွားမှာဖြစ်ပါရယ်။မိထီလာမြို့နယ်မလိုင်မြို့နယ်တို့အကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်ကောင်းတို့လက်အောက်ခံပြူစောထီတွေကလူငယ်နှစ်ဦးကိုအတင်းအာဓမပေါ်တာဆွဲတာတွေပြုလုပ်ခဲ့တဲ့အပြင်အဆိုပါလူငယ်နှစ်ဦးကို350ပေးပြီးပြန်ရွေးတာတောင်းလက်မခံခဲ့ဘူးဟုသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးအပတ်အတွင်းမေတီလာမျိုးနေအဆက်ပြည်သားရမြောက်ဖက်အချမ်းရှိမကြီးစုရွာမှာလူငယ်နှစ်ဦးအလောက်ကပြန်လာခြင်းစကစနဲ့ပြူစောထီများကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဆိုပါလူငယ်နှစ်ဦးဖမ်းဆီးခံရပြီးပြီးချင်းမိဘတွေက တယောက်ကို350နှုန်းဖြင့်ပြန်လိုက်ရွေးပေမဲ့လေစစ်တပ်ကပြန်အရွေးမခံခဲ့ဘူးလို့ဒေသခံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။မကြီးစုရွာဘက်ကနှစ်ယောက်ကအတီးကျကိုအလုတ်ကအပြက်အစွဲခတ်လိုက်ရတာပါ။အစွဲခံရပြီးပြီးချင်း350နဲ့လိုက်ရွေးတာမရခဲ့ဘူး။ဒါရင်မကဘူးစစ်ကောင်စီအနေနဲ့ဖြီးသားရမြောက်ဖက်အချမ်းရှိကျေးရွာတွေမှာလေညနေ9နာရီနောက်ပိုင်းခင်းပတ်တယ်လို့နဲ့ ်ပေါ်တာဆွဲတာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေအနေနဲ့သတိထားနေရတယ်လို့သိရပါတယ်။ဒါပြင်ကလေးမျိုးအတွင်းမှာလည်းပြီးခဲ့တဲ့နိုဝင်ဘာ28ရက်နေ့ကကားဝက်ရှော့မှပြန်လာတဲ့လူငယ်တအုပ်ကိုကလေးမျိုးတဖန်းအိုင်လန်ကွဲအနီးမှာပြူစောထီတွေကကားပေါ်အတင်းဆွဲတင်ကပေါ်တာဆွဲဖို့လှုပ်ဆောင်ခဲ့တယ်လို့လည်းဒေသခံတအုပ်ထံမှသိရပါတယ်။တဖန်းအိုင်လန်ကွဲမှာကားဝက်လျှော့ထားပြီးပြန်လာတာအဲ့ဒါကိုပြူစောထီတွေကကားပေါ်အတင်းစွတင်နေတာလမ်းသွားလမ်းလာတွေကလည်းမကူရဲဘူးပြီးမှအိုက်ကလေးနဲ့တီးတဲ့တက်သေးကလူတယောက်တွေ့သွားပြီးလာပြောပြီးမှလှုပ်ပေးသွားတာ စစ်ကောင်စီအနေနဲ့လာမယ့်ပြည်သူစစ်မှုထမ်းအပတ်စဉ်20တင်းတန်းအတွက်တပ်သားတစ်တွေရရှိဖို့အတွက်ရက်ွက်တွေထမ်းမှကောက်ခံမှုတွေပြုလုပ်နေတယ်လို့ပေါ်တာဆွဲတာတွေလည်းပြုလုပ်လျက်ရှိတာကြောင့်ပြည်သူတွေအနေနဲ့သတိဖြန့်သွားလာနေထိုင်ရတယ်လို့သိရပါဗျ။ ဆက်လက်ပြီးစစ်ကောင်းဆောင်ကဘိုလောင်းတင်တန်းစင်ပွဲတွင်မာရဝီစရဖျားတီတက်မှုကိုထုတ်ကြွ၍ရွေးကောက်ပွဲအောင်မြင်ရေးစီးယုံရန်စီခိုင်းနေဆွေးတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်က၎င်းတည်ထားသည့်မာရဝီစရဖျားတီတက်ခိုင်မြဲမှုကိုထုတ်ကြွခဲ့ပြီးမကြာမီပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲအောင်မြင်စေရန်အတွက်မဲဆွယ်စီယုံရန်လက်အောက်ခံတပ်ဖွဲ့ဝင်များကိုစီခိုင်းခဲ့ကြောင်းသိရပါတယ်။ မန္တလေးတိုင်းပြည်ဦးလွင်မြို့ကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဟာဂျမနီဒီဇင်ဘာ9ရက်၌လက်အောက်ခံတပ်မတော်နည်းပညာတက္ကသိုလ်အမှတ်29ဘူလောင်းတင်နန်းစင်ပွဲတွင်တက်ရောက်မိန်ကွန်ပြောကြားရ၌ထိုးထိုးထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ထုတ်ပြန်ချက်အရသိရပါသည်စစ်ကောင်းဆောင်က၎င်းတီဆောက်ခဲ့သောမာရဝိဇယဖျာ တည်တံ့ခိုင်မြဲမှုကိုချီးမွမ်းပြောဆိုရာတွင်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်လေပြင်းငလျင်နှင့်တဘာဝဘေးဒဏ်များခံနိုင်မှုရှိစေရန်စနစ်တကျတွက်ချက်ခဲ့ကြောင်းပြောဆိုခဲ့ပြီးသကိုင်းငလျင်ကြီးဖြစ်ပွားချိန်၌ပင်ဖျားသည့်ထိခိုက်မှုရှိခဲ့ကြောင်း၎င်းကကြေညာခဲ့ပါသည် ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင်ငလင်တန်အပါအဝင်တဘာဝ BNA များကိုပါကြိုတင်မျှော်တွေးပြီးအင်ဂျင်နီယာပိုင်းဆိုင်ရာစံနှုန်းသတ်မှတ်ချက်များနှင့်ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောက်လုပ်သွားကြရန်၎င်း၏တပ်ဖွဲ့ဝင်များကိုစေကောင်းဆောင်ကဆက်လက်ညွှန်ကြားခဲ့ပါသည်။စေကောင်းဆောင်ကရှင်းဖူလောင်တင်နန်းစင်ပွဲမိန့်ခွန်းတွင်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်တပ်ဖွဲ့ဝင်များမိမိတို့တာဝန်ကျရာဒေသအသီးသီးတွင်မဲပေးပိုင်ခွင့်ရှိသူအလုံးမဲပေးနိုင်ရေးစီရင်သွားကြရန်ထည့်သွင်းညွှန်ကြားစေခိုင်းခဲ့ပါသည်။ စေအောင်စုသည်အာနာသိန်းပြီးပြန်လည်ပြုလုပ်မဲ့၎င်းတို့၏အတုရောင်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ဖျားဘူးလုပ်ငန်းများလှုပ်ဆောင်နေပြီးလူစီကားစည်ရန်ဖွဲလန်းသပင်များဖြင့်စီယုံသိမ်းသွင်းလှုပ်ဆောင်နေရရှိပါသည်။ကဘာပေါ်ရှိဆက်ကျင်ကြောက်သားထိုင်တော်မူဖျားများအနေညံတော်အမြင့်ဆုံးဟုဆိုထားသောစေကောင်းဆောင်၏ဖျားကိုနန်းစီရီယံဝန်ထမ်းများသည်မကြာခဏဆိုသလိုလာရောက်ဖူးမြော်နေရပြီးအထိန်အမှတ်နေအခါကြီးရက်ကြီးနေများတွင်မဖြစ်မနေသွားရောက်ဖူးမြော်ရန်ညွှန်ကြားထားပါသည်။